္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုအတွင်းမှာလုံလောက်တဲ့စေဝါကုသမှုကိုမရရှိတဲ့အတွက်ဒေါန်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကိုအန်ယူဂျီကစိုးရိမ်နေပါတယ်အိုးဘူထောင်မှာမုံရတပိတ်ကောင်းဆောင်ကိုဝင်းမိုးနိုင်ကို ထောင်ဝန်းန်းတွေကတန်တုံးတဲ့ရဲ့နဲ့မှုကြောင့်ဒိဋ္ဌိနဲ့မြင်မျောသွားခဲ့ပြီး စေဝါကုသခြင်းမရှိဘဲခြေချင်းခတ်တိုက်ပိတ်ထားတဲ့တွင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းတွင်နေကိုတက်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တွင်တစ်ပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုအတွင်မှာလုံလောက်တဲ့စေဝါကုသမှုကိုမရရှိတဲ့အတွက်ဒေါံဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကို အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကစိုးရင်ကြောင်း အန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါရယ်ယမန်နေ့ကထုတ်ပြန်တဲ့တွေ့သူနဲ့နန်းတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်73မြန်ဆောင်2025မှာ၎င်းကအထက်ပါတိုင်းပြောရတယ်ဖြစ်ပါတယ်။ဂျပန်စစ်ကောင်စီကမတရားဖန်စီချုံနှောင်ထားတဲ့သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်းဆန်းစုကြည်တို့အတွက်လုံလောက်တဲ့စေဝါကူတာမှုကို မရရှိနေတဲ့အတွက် နိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရဲ့အကျဉ်းသားအားလုံးရဲ့ကျန်းမာရေးအတွက် NUG ကစိုးရိမ်မကင်းဖြစ်ရတယ်လို့လည်းဥနေဖိုလန့်ကပြောပါတယ်။လူမှုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကို နေပြည်တော်စစ်စင်ရဲ့အထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးချုံနှောင်ထားတာဖြစ်ပြီးနှလုံးရောဂါနဲ့ဆိုင်တဲ့ဆက်ဆက်ဝေးနာတွေကို ခံစားနေရပေမဲ့လည်းစေဝါကုသခွင့်အပြည့်အဝမပေးဘဲရွေချက်ရှိရှိနဲ့နှင်းပန်းနှိပ်စက်နေတယ်လို့ မြန်မာ reason witness ကဇွန်လ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်နဲ့14မိုင်အကွာမှာရှိနေတဲ့စစ်စင်ရဲ့အထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာ လုံခြုံရေးတင်းကျပ်စွာနဲ့မတရားဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပြီးလူမှုကောင်းဆောင်မှာ သွားနဲ့ပတ်သက်တဲ့ယောဂါနှလုံးနဲ့ပတ်သက်တဲ့ယောဂါဝိညာဉ်တွေကိုခန်းစားနေရတာဖြစ်ပြီး စေဝါကုသမှုအချို့ကိုရရှိထားပြီမဲ့လေစေဝါကုသခွင့်အပြည့်အဝမရရှိထားဘူးလို့လည်းသိရပါဗျ။ထောင်တွင်းကဆံဝန်ကသာတောင်ဝန်ရစိတ်မိတို့တွေနဲ့ကုသပေးနေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့လည်းသိရပါဗျရှင်။ဆက်လက်ပြီးတော့မန္တလေးမြို့အိုးဘိုထောင်ကို ထောင်ပြောင်းရောက်ရှိလာတဲ့မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကို ထောင်ဝန်နှန်းတွေကတန်တုံးနဲ့ရက်နဲ့မှုကြောင့် တတိလေမေမျောသွားခဲ့ပေးမယ်လဲစေဝါကုသပေးတာမျိုးမရှိပဲတိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရဲ PPNN ကဗဟုဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇွန်လ၁၂ရက်နေ့ကမုံရွာအချင်းထောင်ကနေမန္တလေးဥပိုလ်ထောင်ကို ထောင်ပြောင်းနယ်ရောက်ရှိလာတယ်နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်ဘူးအမှာမတရားရိုက်နှက်နှိပ်စက်မှုတွေကိုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်အဲ့လိုရိုက်နှက်စင်မှာ မုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုဥတည်ရထားပြီးအချင်းဦးစည်းဝန်နှန်းအရာရှိတူကတန်တုံးနဲ့စတင်ရက်နဲ့ရက်ကနေတခြားနိုင်ငံအချင်းသားတွေကိုပါနောက်ဆက်တွဲအနေနဲ့ရက်နဲ့ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီလိုရိုက်နှက်မှုကြောင့်ကိုဝေမိုးနိုင်မှာနဖူးကွဲဒဏ်ရာရရှိကသွတ်ထွက်လွန်ပြီးဒရစ်လင်မင်မျောသွားခဲ့တယ်လို့လည်းကိုတိုက်ထုံးကပြောပါတယ်။ဒရစ်လင်မင်မျောစဉ်အတွင်းမှာအရေးပေါ်စေဝါကုသမှုခံယူဖို့လိုအပ်ပေမဲ့လည်း ထောင်တွင်းဆေးရုံကိုပို့ဆောင်ကုသပေးခြင်းရှိပဲတိုက်ပိတ်ထားတယ်လို့လည်းသိရှိရပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုန်လက်ကလည်းမန္တလေးအိုးဘိုထောင်ဟာနိုင်ငံရေးအကျဉ်းသားတွေဇက်တိုက်သေဆုံးနေတဲ့ထောင်ဖြစ်ကြောင်းကိုလည်းထုတ်ဖော်ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလနဲ့နိုဝင်ဘာလတွေမှာမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင် လက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးဝင်းခိုင်နိုင်ငံရေးအကျဉ်းသားကိုစိန်လင်းခေါ်အငယ်လေးတို့၃ဦးဇက်တိုက်တည်ဆုံးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါအပြင်မန္တလေးဥဘိုထောင်တစ်ခုထဲမှာတင်မတ်လ28ရက်နေ့တုန်းကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်နဲ့စေကုတရန်နှောင့်နှေးမှုတို့ကြောင့်မတည်ဆုံးတင်ပဲတည်ဆုံးခဲ့ကြရတဲ့နိုင်ငံရေးအကျဉ်းသား90ဦးကျော်ရှိခဲ့တယ်လို့လည်းဥနေဖိုလက်ကပြောဆိုထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံကအရှိတောင်အာရှဒေသမှာလူကုန်ကူးခြင်းနဲ့ဆက်နွယ်နေတဲ့ online လင်လင်မှုတွေနေဆက်ဖြတ်ကျော်မှုကင်းတွေဖြစ်ပေါ်ရာဒေသတစ်ခုဖြစ်လာနေရလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်ဇွန်လ30ရက်နေ့ကပြုလုပ်ခဲ့တဲ့ကုလအစ်စ်မြင့်အစည်းအဝေးအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့သက်ဆိုင်ရာတာဝန်ခံတွေနဲ့အလို့သဘောအပြန်အလှန်ဆွေးနွေးတဲ့အစည်းအဝေးမှာအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါရယ် မြန်မာနိုင်ငံမှာအရက်သားပြည်သူတွေ အထူးသဖြင့်အမျိုးသမီးတွေမိန်းကလေးငယ်တွေကလေးငယ်တွေနဲ့လူငယ်လူရွယ်တွေအနေနဲ့ စေအိုစုရဲ့ရက်ဆက်ကြမ်းကြုတ်မှုတံကိုခါစီခံနေရလို့လဲဥကြုံမိုးထုံကပြောပါရယ်။ဒါအပြင်မြန်မာနိုင်ငံဟာအရှိတောင်အာရှဒေသမှာလူကုန်ကူးမှုနဲ့ဆက်နွယ်နေတဲ့အွန်လိုင်းလည်လည်မှုတွေ၊နေဆက်ဖြတ်ကျော်မှုကင်းတွေကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်ရာဒေသတခုဖြစ်လာသလိုစီးပွားရေးကြဆင်းမှု၊နေရက်စွန့်ခွာမှုနဲ့ထိုက်တင့်စီလုံမှုမရှိတဲ့ဝန်ဆောင်မှုတွေကြောင့်ပုံမှုများစွာတဲ့မိသားစုတွေဟာ ၄၀နဲ့မြ၊စင်ရရင်းကိုချက်ရောက်နေကြတယ်လို့လည်းတန်မတ်ကြီးကပြောပါရတယ်။အဲဒါကြောင့်နိုင်ငံတကာတိုင်ဝမ်အနေနဲ့လူကုန်ကူးခြင်းပြဿနာဖြေရှင်းရေးအတွက်အားထုတ်ကြိုးပမ်းနေချိန်မှာပြဿနာရဲ့ဈေးမြင့်ကိုဖြေရှင်းဖို့အတွက်အထူးရည်ကြီးပြီးမြန်မာနိုင်ငံမှာအာဏာရှင်စနစ်ချုပ်ငြိမ်းမှသာပြဿနာကိုရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်မယ့်အဓိကကျတဲ့နည်းလမ်းဖြစ်တယ်လို့လည်းတန်မတ်ကြီးဥကြုံမိုးထွန်းကပြောပါရရှင်။ဘဂဝါတဲ့တဲ့ဘုတ်ကိုကြည့်အောင်ပါ ပဲခူးတိုင်းရွှေကျင်မြို့နယ်ခမရ968တရင်မှာဘန်ကာနဲ့ဂရုတ်ချင်းတွေ ပြန်လည်တိစောက်နေတယ်။အကြမ်းဖက်စစ်သားတွေကိုလက်လက်ကြီးစနိုက်ပါတွေနဲ့ပစ်ခတ်တက်ခတ်ရာမှာစစ်တပ်က၄ဦးဟာထေသွားတယ်လို့ပဲခူးကံပကပတာဝကံကိုဖြိုးမောင်ကိုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကရွှေကျင်မြို့နယ်ခမရ968တရင်မှာဘန်ကာနဲ့ဂရုတ်ချင်းတွေကိုပြန်လည်တိစောက်နေတယ်။ ကျမ်းပတ်စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးတွေနဲ့ KNU KNL တပ်မှတော်ရင်းခွန်နဲ့ပူပေါင်းတပ်တွေဖြစ်တယ်။ပဲခူးခင်ပကဖဗျူဟာ36ဒေါ်နာတရင်တို့ကပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းပဲခူးခင်ပကဖတာဝန်ခံကိုဖြိုးမောင်ကိုကပြောပါရတယ်။အဲလိုပြစ်ခတ်တိုက်ခိုက်မှုတွင်အကျမ်းပတ်စစ်တပ်ဘက်ကစစ်သား၄ဦးဟာသေသွားကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့လည်းသိရပါရဲ့ရှင်။ ဒီတစ်ခါမှာတော့စကိုင်းတိုင်းခန်းကြီးမြို့နယ်ခရယ52တရင်ကစစ်ကောင်စီတပ်သားတို့ဟာမိသားစုနဲ့အတူအလင်းဝင်ရောက်လာလို့ဟ ோம் လင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ30ရက်နေ့ကခန်းကြီးမြို့နယ်ခရယ52တရင်ကစစ်မှုထမ်းတပ်သားတို့ဟာစစ်တပ်အတွင်းအထက်အောက်ဖိနှိပ်မှုပြည်သူလူထုပေါ်မတရားနှိပ်စက်အနိုင်ကျင့်မှုအယက်သားပြည်သူတွေနဲ့စာတင်ကြောင်းတွေကိုလေကြောင်းကနေတိုက်ခိုက်မှုတို့ကြောင့် ်မိသားစုပါခေါ်ဆောင်လာပြီးဟောမလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့ချိတ်ဆက်ကပြည်သူ့ရင်ဝင်ကိုခိုလုံလာခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်စစ်ကောင်စီတပ်သားတွေအနေနဲ့စစ်ပနက်အောက်ကနေရုံထွက်ပြီးပြည်သူ့ရင်ဝင်ကိုအမြန်ဆုံးခိုလုံကြဖို့ကိုလည်းဟောမလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအသိပေးနှိုးဆော်ထားပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းရေဦးမြို့မကြီးတော်ရက်ွက်အတွင်းမှာကင်းလက်နေတဲ့အကြက်ဖက်တပ်သားတွေကိုနှစ်ကြိမ်မိုင်းဆွဲတက်ခရာမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိတယ်လို့ Wolf Gorilla LBDF ရေဦး Air Force သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ကိုညိုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ30ရက်နေ့မနေ့9နိုင်လောက်မှာရေဦးမြို့မကြီးတော်ရက်ွက်ကဘိုးရုပ်ကစိုးဦးဆောင်နဲ့ Wolf Gorilla LBDF ရေဟုအဖွဲ့ကမန်တလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအင်းနဲ့ည9နာရီလောက်မှာ မကြီးတော်ရက်ွက်ကရှေဟောင်ဖျားရီနားမှာကင်းပတ်နေတဲ့အကျန်းဖတ်တပ်သားအင်အား30ခန်းကိုဘိုးရုပ်ကစိုးရဲ့ညွှန်ကြားမှုနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အဲဒီမိုင်းခွဲတိုက်ခိုက်မှုတွင်အကြမ်းဖက်တပ်သား၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးသေဆုံးမှုရှိပေမဲ့အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲ။တော်လည်းရဲဘော်တွေဘက်ကအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရေကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေ့ကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျပါမြပါ။